ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာကျောင်းသားကျောင်းသူများအမြဲဆုံးပညာသင်ကြားနိုင်အတွက်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကိုနိုင်ငံတော်အစိုးရတက်မတော်နဲ့ပြည်သူများပူးပေါင်းပြီးအင်တိုင်းအားတိုင်းကြိုးပမ်းဆောင်ရွက်ခဲ့ရာကျောင်းမဲမြို့အမှတ်၁ခြေကံပညာထက်တန်းကျောင်းကိုအော်တိုဝါလာ၈ရက်နေ့မှာ၎င်း အမှတ်လေးခြေခံပညာထက်တန်းကျောင်းနဲ့အမှတ်လေးခြေခံပညာအလဲတန်းကျောင်းကိုအော်တိုဝါလာ15ရင်းနှင်းမှ၎င်းဖွင့်လှစ်ခဲ့ပြီးဒီကနေ့မှခြေခံပညာထက်တန်းကျောင်းနောင်ပိန်ကိုထပ်မံဖွင့်လှစ်နိုင်ခဲ့ရာဒီကနေ့ထိခြေခံပညာကျောင်း၄ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်ဆိုပါကြောင်းများမှာကြောင်းအပ်လက်ခံခြင်းများဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာကြောင်းလာရောက်အနံ့မှုအနေနဲ့ဒီကနေ့မှာကြောင်းသားကြောင်းတို့989ဦး ထမ်းမှန်ကြောင်းအပ်နိုင်ခဲ့တာကြောင့်စုစုပေါင်းကျောင်းသားကျောင်းသူ3636ဦးကျောင်းတက်ရောက်လျက်ရှိပြီးစာပေပညာများကိုစိတ်အေးချမ်းသာစွာသင်ကြားလျက်ရှိကြောင်းသိရပါသည်ထမ်းမှန်ကျောင်းအပ်နိုင်တဲ့ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်တဲ့ကျောင်းသုံးစာအုပ်များစာရေးကိရိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုတပါးတည်းပေးအပ်ကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်တာများဆောင်ရွက်ပေးပါသည် ဒါပြင်ကြောင်မဲမျိုးတို့ပြန်လည်ဝင်ရောက်လာတဲ့ဒေသခံပြည်သူများအားအိမ်နောက်စုစင်တိုက်ဆိုင်ဆစ်ဆဲခြင်းနဲ့နိုင်ငံသားစီစီကပ်ပြားများပြုလုပ်ပေးခြင်းတို့ကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ဝင်အားဦးစီးဌာနမှတာဝန်ရှိသူများကစောင့်ရက်ပေးကြပါတယ်။ ဒါအပြင်လုံခြုံရေးတပ်ဖွဲ့များကကြောင်မဲမျိုးပေါ်ရှိဌာနဆိုင်ရာရုံးများနဲ့အများပြည်သူတွာလာနေထိုင်ခဲ့ရှိတဲ့နေရာများမှာမိုင်းရှင်းလင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများရဲ့ကျန်းမာရေးဆောင်ရှားမှု လုပ်ငန်းများအတွက်ကျန်းမာရေးဝန်ကြီးဌာနနဲ့တပ်မတော်မှဆရာဝန်များ ူနာပြူများပူပေါင်းပြီးကြောင်မဲမျိုးလာပါမှုနှင့်တရုတ်ပုံเจ้าမှာယာယီစေးယုံဖွင့်လက်ခါဈေးကူတာပေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာဒီကနေ့မှာပြင်ပလူနာ60တအုပ်နဲ့စေးယုံတက်ရောက်ကူတာရန်လိုအပ်တဲ့လူနာတအုပ်တို့အားလိုအပ်တဲ့ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။